ကြည်ရှာပေးနေတဲ့ပရိသတ်အလုံးမင်္ဂလာပါ2025ဇူလ30ရက်နေ့တနင်္လာနေ့တနေ့တာလက်နေရက်အနောက်ရက်စတ္တရာရက်ရှေ့ရက်ရံဖော်ရာရက်အနောက်တောင်ရက်ဖြစ်ပါလေမူလဆန်းရှင်တက်ခတ်ပြုတ်ပါဖလောက်ကူနီတက်ခတ်မူလဆန်းရှင်တက်ခတ်ဖြစ်တယ်ဒီနေ့ဒီရက်မှာ ကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်ဖြစ်တဲ့ကောင်းစေကောင်းချောပြည့်ရဲ့ကောင်းသောကံကြမ္မာဓုတွေကိုရရှိနိုင်တယ်။ကောင်းကင်ကျိုးနေသားပိုင်းမှာတနင်္ဂနွေကျိုးမေထုံရာသီမှာတည်ရှိတယ်။တနင်္လာကျိုးသင်ရာသီကိုကူးပြောင်းတည်ရှိတဲ့နေ့ဖြစ်တယ်။အင်္ဂါကျိုးသင်ရာသီမှာတည်ရှိတဲ့ဗုဒ္ဓကျိုးကရကတ်ရာသီကျိုးမှတည်ပါတယ်။ဇာသပတိကျိုးကမေထုံရာသီမှာတည်ပါတယ်။ တောက်ကြကျူကပြိဿရာသီကိုကုပြောင်းတည်ရှိတဲ့နေ့တစ်ခုဖြစ်တယ်။စနေကျော်ကတော့မေယာသီရာဟုကကောရာသီနောက်ခိတ်ကသိယာသီမှတည်ရှိတယ်ဒီနေ့တနေ့လာကျူနဲ့တောက်ကြကျူတို့ရဲ့ဂျူပြောင်းနေ့ဖြစ်တယ်။ဒီကံကြမ္မာအပြောင်းလဲတွေဟာထူးခြားတဲ့စီကြောင်ပြောင်းလဲတွေရှိတာပဲ။မေတ္တာရာသီဘွားတွေအတွက်ကရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။ စတင်လိုက်တဲ့ကိစ္စပဲများအစဉ်ပြေမယ်။ပိဋကရာဒီဘွားတွေမှာမိကောင်းဆွေကောင်းထောက်ကူရမယ်၊လူချစ်လူခင် ပေါ်များမယ်၊ဘဝတွေ့တဲ့မယ်၊ရှင်ပန်းကြအောင်မြင်မယ်။မေတော်ရာဒီဘွားတွေမှာရာတက်ကနေကြတဲ့ဖြစ်သမ်းပြီးဘဝတန်းတန်းရှာရမယ်။ကရကရာဒီဘွားတွေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်၊ခက်ခဲပြီးမှအစဉ်ပြေမယ်။တရာဒီဘွားတွေအတွက်အရာရာတိုက်ခတ်နေကြုံပြီးမှအစဉ်ပြေမယ်။အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုံအစဉ်ပြေမယ်။ သိရာဒီဘွားတွေမှာအရေးပါတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုကိုရရှိနိုင်တယ်။အခက်ခဲကြုံရနိုင်တယ်။ကာယာဒီတွေမှာမွေးတဲ့သူတွေအနောက်ဆက်တွေအားလုံးနဲ့ထိတိုက်တွေ့ပြီးမှအဆင်ပြေမယ်။လွယ်တကူရခြင်းမရှိဘူး။တူရာဒီဘွားတွေအတွက်ကတော့လူရာပြည့်စုံခြင်း၊ကံပြင်းခြင်း၊အရာရာဆင်ပြေခြင်းကိုကြုံနိုင်မယ်။ပြိဿာယာဒီဘွားတွေမှာရံများမယ်၊တိုက်ကံများမယ်၊စိတ်ပြပန်းသူပြပန်းဖြစ်မယ်။ ဒနုရာသီဝါးရီမှာတော့ထူးခြားတဲ့ကံပြောင်းလဲတဲ့တွတ်တက်မှုရှိမယ်။ဘဝကံ၊နှုတ်ကံတွတ်တက်မယ်။မကာရရာသီဝါးရီမှာဝေးချေးကံကောင်းခြင်း၊လက်ဝင်ခြင်း၊လူပတို့ရာပြည့်စုံခြင်းတွေရှိမယ်။ကုံရာသီဝါးရီမှာအထူးကောင်းသောကံတွေတွတ်တက်ခြင်းရှိမယ်။ဘဝရည်ရွယ်ချက်အောင်မြင်မယ်။မေရာသီဝါးရီမှာသမန်နဲ့မြင့်တဲ့ဝေးချေးကံကောင်းခြင်းတွေကြုံမယ်။အရာရာစင်ပြေသောနေသားနဲ့တွတ်တက်တဲ့ကံကြမ္မာအစင်ပြေတဲ့သဘာဝတွေရရှိမယ်။ ဒီကာလအတွင်းမှာတည်ရှိနေတဲ့ကန္တေတာကြောင့်အရေးကြီးတဲ့ကိစ္စတွေလုပ်ရင်အပြာရောက်ပန်းရောက်နှုတ်နှစ်ရောက်တွေလုပ်ပါဒီနေ့သွားတာစဉ်နားမှာတွေ့တဲ့အလူကံပုဂ္ဂိုလ်တွေကိုတူတန်းချင်းပြုပါတူးကြတဲ့ကောင်းကျင့်ကံတွေရရှိလာပါမယ်ကျေးဇူးတင်ပါတယ်